မင်္ဂလာပါဒီနေ့တော့ကျမတို့အတူတူသမုတ်တရားရဲ့ရေအောက်ထဲမှာဖုံးကွယ်နေတဲ့အံ့ဖွယ်မျိုးတော်တွေအကြောင်းလေ့လာကြည့်ကြရအောင်ဒီမျိုးတွေဟာရှေးဟောင်းယဉ်ကျေးမှုတွေရဲ့အမွေနှစ်တွေဖြစ်တယ်လို့လူသားတွေရဲ့စိတ်ကူးရင်အိမ်မက်တွေကိုထင်ဟပ်စေတဲ့တသက်တွေလည်းဖြစ်ပါတယ်ဒီဗီဒီယိုမှာကဘာပေါ်မှာအထူးဆန်းဆုံးရေအောက်မျိုးတော်၅ခုကိုသူတို့ရဲ့သမိုင်းတွေထူးခြားချက်တွေရှာဖွေတွေ့ရှိမှုတွေနဲ့အတူအသေးစိတ်ပြောပြပြီးဒီမျိုးတွေကဘလို့လိုဝဲချက်တွေကိုဖုံးကွယ်ထားလဲဆိုတာ အတူတူရှာဖွေလေ့လာကြည့်ကြရအောင်။ဒါကြောင့်စိတ်ဝင်စားစရာဗီဒီယိုကို အဆုံးထိကြည့်ဖို့မမေ့နဲ့နော်။ဒါဆိုစပြီးလေ့လာလိုက်ကြရအောင်။အပိုင်းတအတလန်တိတ်ဒဏ္ဍာရီတဲကရေအောင်မြို့တော်ပထမဆုံးမြို့တော်ကတော့ကြားပူးကြပြီးသားဖြစ်တဲ့အတလန်တိတ်မြို့တော်ပါ။ဒီမြို့ဟာတမိုင်းနဲ့ဒဏ္ဍာရီပုံမြင်တွေထဲမှာနာမည်ကျော်ကြားတဲ့ရေအောင်မြို့တော်တစ်ခုဖြစ်ပြီးရှေးဂရိတတနိကပညာရှင်ပလီတိုက BC 360လောက်မှာ သူ့ရဲ့ Timeyes နဲ့ Critias ဇာတ်တွေထဲမှာပထမဆုံးဖော်ပြခဲ့ပါတယ်။ပလေတိုရဲ့ဖော်ပြချက်အရအတလန်တိတ်ဟာသမုဒ္ဒရာထဲမှာတည်ရှိခဲ့တဲ့အဆင့်မြင့်ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး BC 9000လောက်မှာပြင်းထန်တဲ့ငလင်နဲ့ဆူနာမီတန်းကြောင့်တ냐အတွင်းရေအောက်ထဲနစ်မြုပ်သွားတယ်လို့ဆိုပါရယ်။ဒီမျိုးရဲ့ထူးခြားချက်ကတော့သူ့ရဲ့ဘီတုကာလက်ရာတွေနဲ့ဤပညာတွေပါ။အတလန်တိတ်ဟာအလဲဘဟုမှာကြီးမားတဲ့နန်းတော်တစ်ခုရှိပြီး မျိုးတစ်ခုလုံးကိုအဝိုင်းပုံစံရေကျုံးသုံးခုနဲ့ချိတ်ဆက်ထားတယ်လို့ဖော်ပြထားပါတယ်။ဒီရေကျုံးတွေဟာတင်းမောတွေသွာလာနိုင်တဲ့ရေလန်းတွေဖြစ်ပြီးမျိုးရဲ့အပြင်ဘက်မှာကြီးမားတဲ့စိတ်ကန်းတစ်ခုရှိတယ်လို့ဆိုပါတယ်။ဒါအပြင်အတလန်တိတ်မှာရွှေငွေကြောင်းမြေရတနာတွေနဲ့အလှဆင်ထားတဲ့ဖျားကြောင်းတွေပြားလိုက်တွေနဲ့အားကစားကွင်းတွေပါရှိခဲ့တယ်လို့ပလီတိုကရေးသားထားပါတယ်။ဒါပေမဲ့အတလန်တိတ်ရဲ့ဒီနေရာကိုယနေ့ထိအတိအကျမသိရသေးပါဘူး။ သိပ္ပံပညာရှင်တွေကဒီမျိုးဟာမြေထဲပင်လေထဲကစံတိုရင်ဒီကျွန်း၊ပိရိတ်ကျွန်းဒါမှမဟုတ်အတ္တလန်တိတ်သမုတ်တရာထဲမှာရှိမယ်လို့ယူဆထားကြပါဗယ်။၂004ခုနှစ်မှာဂရိနိုင်ငံအနီးကပင်လယ်အောက်မှာကြောက်တိုင်တွေ၊နယ်ရန်တွေနဲ့အဆောက်အဦအရအကျဉ်းကျန်တွေတွေ့ရှိခဲ့ပေမဲ့ဒါရီဟာအတ္တလန်တိတ်ရဲ့အမှန်တကယ်အကျဉ်းကျန်တွေလားဆိုတာအတိမပြုနိုင်သေးပါဘူး။၂011ခုနှစ်မှာစပိန်နိုင်ငံအနီးကရေအောက်မှာအဝိုင်းပုံစံအဆောက်အဦတွေတွေ့ရှိခဲ့ပြီး ဒါရီဟာအတ္တလန္တိတ်ရဲ့အကျဉ်းကျန်တွေဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပေမဲ့တသက်အထောက်ထားတွေမလုံလောက်သေးပါဘူး။ဒဏ္ဍာရီတစ်ခုအနေနဲ့အတ္တလန်ဒိတ်ဟာလူသားတွေရဲ့စိတ်ကူးယဉ်မှုကိုနှိုးဆော်ပေးနေစေဖြစ်ပြီးဒီမျိုးရဲ့နှိုးဝှက်ချက်တွေကိုဖော်ထုတ်ဖို့သိပ္ပံပညာရှင်တွေမဆုံးမနစ်စူးစမ်းနေကြပါတယ်။ပိုင်းနဲ့ဒွာယဝရီအိန္ဒိယရဲ့ရေအောက်နှံ့မြို့ဒုတိယမြို့တော်ကတော့ဒွာယဝရီပါ။ဒီမြို့ဟာအိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က RRB ပင်လယ်ထဲမှာတည်ရှိတယ်လို့ယူဆထားပြီးဟိန်းနူဘာသာရဲ့ဒဏ္ဍာရီပုံပြင်တွေထဲမှာနာမည်ကျော်ပါတယ်။ဒွာယဝရီဟာဖျားသခင်ခရစ်ရှနာရဲ့မြို့တော်လို့သတ်မှတ်ကြပြီးမဟာဘာရဒီနဲ့ဘဂဝတ္တဂီတာကဲ့သို့ရှင်းဟောင်းကျမ်းစာတွေထဲမှာဖော်ပြထားပါတယ်။ဒဏ္ဍာရီအရဒွာယဝရီဟာရွှေငွေကြောင်းမြေယန္တနာတွေနဲ့တိဆောက်ထားတဲ့ခန်းထားတဲ့နန်းတော်တွေဖျားเจ้าတွေဈေးတွေနဲ့ပြည့်နှက်နေတဲ့မြို့ဖြစ်ပြီး BC 3100လောက်မှာပင်လယ်ရေလွှမ်းမှုမှုကြောင့်နစ်မြုပ်သွားတယ်လို့ဆိုပါတယ်။1983ခုနှစ်မှာအိန္ဒိယရဲ့ရေအောက်ရှေးဟောင်းတုတေသနအဖွဲ့ကဂူဂျာရတ်ကမ်းရိုးတန်းအနီးရေအနက်35မီတာလောက်မှာကြောက်သားနေရန်တွေ၊တိုင်တွေ၊ရုပ်ထုတွေနဲ့စိတ်ကမ်းရာအကျဉ်းကျန်တွေကိုတွေ့ရှိခဲ့ပါတယ်။ဒီအဆောက်အဦတွေဟာ BC 1500ကနေ3100လောက်ကတိစောက်ခဲ့တယ်လို့ကာဗွန်ရေဒီယိုနီးနဲ့တက်တေပြနိုင်ခဲ့ပါတယ်။ ဒွာယဝရီရဲ့ထူးခြားချက်ကတော့သူ့ရဲ့အစိမ့်မြင့်အင်ဂျင်နီယာနည်းပညာတွေပါရှေးဟောင်းသူပေသနပညာရှင်တွေကဒီမြို့မှာရေပိုက်စနစ်တွေရေမြောင်းစနစ်တွေကြောက်ကားလန်းတွေနဲ့စိတ်ကန်းတွေရှိခဲ့တယ်လို့တွေ့ရှိထားပါတယ်ဒါအပြင်ကြောက်ကားပေါ်မှာထွင်းထားတဲ့ရုပ်ပုံတွေကျွေးထဲအိုးတွေနဲ့တန်တဲ့ကရိယာတွေလည်းတူးဖော်တွေ့ရှိခဲ့ပါတယ်၂၀၀၁ခုနှစ်မှာအိန္ဒိယအစိုးရရဲ့ရေအောက်သူတေသနအဖွဲ့က ဒွာရဝရီရဲ့ရေအောက်အဆောက်အဦပုံတွေကို 3D မြေပုံဖြင့်ဖန်တီးပြခဲ့ပါတယ်။ဒီမျိုးဟာရှင်းဟောင်းအိန္ဒိယယဉ်ကျေးမှုရဲ့အရေးပါတဲ့တက်တေတစ်ခုဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။ဒွာရဝရီဟာဟိန္ဒူဘာသာဝင်တွေအတွက်ဝိညာဉ်ရေးရအရေးပါတဲ့နေရာတစ်ခုဖြစ်ပြီးဒီမျိုးရဲ့လှုပ်ဝှက်ချက်တွေကိုဖော်ထုတ်ဖို့သူတေသနာတွေဆက်လက်လှုပ်ဆောင်နေသေးပါအပိုင်းသုံးပေါ်ထရိုင်ရဲ့ပင်လယ်ဓားမြရဲ့ရေအောက်မြို့တော် တတိယမြို့တော်ကတော့ Port Royal လို့ခေါ်ပါတယ်။ဒီမြို့ဟာဂျမေကာနိုင်ငံ Kingston စိတ်ကမ်းအနီးမှာတည်ရှိပြီးဆက်ခွန်ရာစုမှာကမ္ဘာအချမ်းသာဆုံးနဲ့အဆိုးအဝါဆုံးစိတ်ကမ်းမြို့တစ်ခုဖြစ်ခဲ့ပါတယ်။ Port Royal ဟာပင်လယ်ဓားများတွေကုန်တယ်တွေနဲ့စစ်သည်မောတွေရဲ့အချက်ချာနေရာဖြစ်ပြီးရွှေထယ်တွေငွေထယ်တွေကျောင်းမြေရတနာတွေပြည့်နှက်နေတဲ့ဈေးတွေနဲ့ကြော်ကြားခဲ့ပါတယ်။1992ခုနှစ်ဇွန်လ9ရက်နေ့မှာ ပြင်းထန်တဲ့ငလျင်တစ်ခုနဲ့ဆူနာမီတန်ကြောင့်မြို့ရဲ့၃ပုံ၂ပုံလောက်ဟာကာရီဘီယံပင်လယ်ရဲ့ရေ25မီတာလောက်ထဲကိုနစ်မြုပ်သွားခဲ့ပါတယ်။ဒီမြို့ရဲ့ထူးခြားချက်ကတော့ရေအောက်မှာအံ့ဩစရာကောင်းလောက်အောင်ကြန့်ရှိနေတဲ့အဆောက်အဦတွေပါ။1950ခုနှစ်မှာဂျမေကာရှေးဟောင်းသူတေသနအဖွဲ့ကပေါ်ထရိုင်ရဲ့ရေအောက်မှာအုတ်ခံနေရန်တွေဆိုင်ကန်းတွေတင်မောပြက်တွေနဲ့ပင်လယ်ဓားများတွေရဲ့လက်နက်တွေကိုတွေ့ရှိခဲ့ပါတယ်။ဒါအပြင် ၊ချွေတင်ကားတွေ၊ငွေတင်ကားတွေ၊ကျွေထည်အိုးတွေ၊နာယီတွေနဲ့ဓာတ်တွေအရက်ပလင်းတွေပါတူးဖို့တွေ့ရှိခဲ့ပါတယ်။ဒီယာရီဟာဆက်ခွန်နေရာစုရဲ့ပင်လယ်ဓမြဘဝကိုပြသပေးနိုင်ခဲ့ပြီး1992ခုနှစ်မှာ UNESCO ကပေါ်ပြွန်ရေးကိုကမ္ဘာအမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါအပြင်ရေအောက်မှာတွေ့ရှိခဲ့တဲ့အဆောက်အဦတွေဟာအောက်ဆီဂျင်နဲ့ပါတဲ့ရေအောက်ပတ်ဝန်းကျင်ကြောင့်အကောင်းကြီးပါထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။ 2018ခုနှစ်မှာဂျမေကာအစိုးရရဲ့ရေအောင်သူဒေသနာအဖွဲ့ကပေါ့ဒရိုင်ရဲ့ရေအောင်မှာပင်လယ်ရမြတင်မောတစည်းရဲ့အကျဉ်းကြံကိုတွေ့ရှိခဲ့ပြီးဒီမျိုးရဲ့သမိုင်းကြောင်းကိုပုံမဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်ပေါ့ဒရိုင်ရဲ့ဟာသမိုင်းကိုရေအောင်မှာထိန်းသိမ်းထားတဲ့အံ့ဖွယ်သက်တေတစ်ခုဖြစ်ပြီးဒီမျိုးရဲ့ပင်လယ်ရမြသမိုင်းဟာလူတိုင်းကိုဆွဲဆောင်နေစေပါအပိုင်းလေးရိုနာဂူနီရိုနာဂူနီမောင်းမှန် ဂျပန်ရဲ့ရေအောက်မြို့တော်စတုထမြို့တော်ကတော့ယိုနာဂူနီအင်္ဂလိပ်လိုယိုနာဂူနီမောင်းမတ်လို့ခေါ်ပါတယ်။ဒီမြို့ဟာဂျပန်နိုင်ငံအိုကီနာဝါပြည်နယ်ကယိုနာဂူနီကျွန်းနီးမှာတည်ရှိပြီး1989ခုနှစ်မှာရေငုပ်သမားကီဟာချီယိုအာတာကီကစတင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ယိုနာဂူနီဟာရေအောက်မှာကြောက်သားနေရန်တွေ၊ဖေကားတွေ၊တိုင်တွေ၊ပလင်တွေနဲ့ပေးရမယ့်ပုံစံအဆောက်အဦတွေ ပါဝင်တဲ့ ကြီးမားတဲ့ကြောက်သားဖွဲ့စည်းမှုကြီးတစ်ခုဖြစ်ပါတယ်။ဒီဖွဲ့စည်းမှုဟာရေအနက်25မီတာမှာတည်ရှိပြီးအလျား100မီတာ၊အနံ60မီတာနဲ့အနည်း28မီတာလောက်ရှိပါတယ်။ဒီမျိုးရဲ့အံ့ဩစရာကတော့ဖွဲ့စည်းပုံရဲ့တိကျမှုပါ။ကြောက်သားတွေဟာ60ဒီဂရီတောင်မှဖြတ်တောက်ထားသလိုဖြစ်နေပြီးဖေကားတွေနဲ့ပလင်တွေဟာလူလုံးအဆောက်အဦတွေနဲ့တူညီပါတယ်။သိပ္ပံပညာရှင်တချို့ကဒီဖွဲ့စည်းမှုဟာ BC 1000လောက်က ဂျိုမွန်ရင်ကျေးမှုရဲ့အကျဉ်းချံဖြစ်နိုင်တယ်လို့ယူဆကြပါတယ်1998ခုနှစ်မှာဂျပန်သိပ္ပံပညာရှင်မတ်ဆာကီကီမူရာကဒီဖွဲ့စည်းမှုဟာလူလို့အဆောက်အဦတွေဖြစ်တယ်လို့အတည်ပြုခဲ့ပြီးကြောက်သားပုံမှာထွင်းထားတဲ့တရိတ်ဆန်ပုံတွေစာလုံးတွေနဲ့ဂျီအိုမီထရီပုံစံတွေကိုလည်းတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့အချို့ဘူမိဗေဒပညာရှင်တွေကတော့ဒါရီဟာသဘာဝဘူမိဗေဒဖြစ်စဉ်တွေဖြစ်တဲ့ရေစီးတိုက်စားမှုနဲ့ ကြောက်သားအကွဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဖွဲ့စည်းမှုတွေလို့ညင်းဆိုကြပါတယ်။2009ခုနှစ်မှာဂျပန်ရေအောက်သုတေသနအဖွဲ့ကလူနာဂူနီရဲ့ရေအောက်ကကြောက်သားပေါ်မှာထွင်းထားတဲ့လူပုံတစ်ခုကိုတွေ့ရှိခဲ့ပြီးဒီထွင်းထုမှုဟာလူလုံးဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်။လူနာဂူနီဟာသမိုင်းပညာရှင်တွေရှေးဟောင်းသုတေသနညာရှင်တွေနဲ့ရင်းငုံသမားတွေအတွက်ပြုံးဝတ်စမ်းကြဲတဲ့နေရာတစ်ခုဖြစ်ပြီးဒီမျိုးရဲ့အမှန်တကယ်ဇလန်းကိုဖော်ထုတ်ဖို့သုတေသနတွေဆက်လက်လှုပ်ဆောင်နေပါတယ်။ ပိုင်းကဟီရာဂလီယွန်ပီဂျီရဲ့ရေအောက်ဖျားเจ้าမျိုးနောက်ဆုံးမျိုးတော်ကတော့ဟီရာဂလီယွန်လို့ခေါ်ပါတယ်ဒီမျိုးဟာအီဂျစ်နိုင်ငံအလက်ဇန်ဒရီးယားမျိုးအနီးကအပူခီပင်လယ်အော်ထဲမှာတည်ရှိပြီးရှေးခေတ်အီဂျစ်ရဲ့အရေးပါတဲ့စိတ်ကမ်းမျိုးတစ်ခုဖြစ်ခဲ့ပါတယ်ဟီရာဂလီယွန်ကို BC 800ရာစုလောက်မှာတည်ထောင်ခဲ့ပြီးနိုင်ငံဝကျုံးပေါ်ဒေသမှာကုံသွယ်ရေးနဲ့ဘာသာရေးအချက်အချာနေရာတစ်ခုအဖြစ်ထွန်းကားခဲ့တယ်လို့ယူဆထားပါတယ် ီမျိုးဟာ BC 800စုနဲ့ BC 200စုကြားမှာမလင်တွေဆူနာမီတွေနဲ့မြေစီးလွာပြိုကျမှုတွေကြောင့်ရေ90မီတာလောက်ထဲကိုနစ်မြုပ်သွားခဲ့ပါတယ်။2000ခုနှစ်မှာပြင်သစ်ရှေးဟောင်းသုတေသနညာရှင် Frank Gordio ဦးဆောင်တဲ့အဖွဲ့ကအီရာကလီယွန်ရဲ့တိဆောက်ရာအကျဉ်းကျန်တွေကိုစတင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီမျိုးရဲ့ထူးခြားချက်ကတော့ရေအောက်မှာတွေ့ရှိရတဲ့အဆောက်အဦတွေနဲ့ရှေးဟောင်းပစ္စည်းတွေပါ။သုတေသနအဖွဲ့ကကြောက်သားဖျားအကြောင်းတွေ ရုပ်ထုတွေကြောက်တိုင်တွေသင်းမောအကျဉ်းကျန်တွေနဲ့ရွှေတင်ကားတွေလက်ဝဲရန္နာတွေကျွေးတဲ့ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။ဒါအပြင်ကြောက်သားပေါ်မှာထွင်းထားတဲ့ဟီရိုဂလစ်ဖြစ်စာသားတွေနဲ့ဘီယင်မင်းမြတ်တွေရဲ့ရုပ်ထုတွေလည်းတူပေါ်တွေ့ရှိခဲ့ပါတယ်။ဒီတွေ့ရှိမှုတွေဟာ BC 6ရာစုကနေ BC 2ရာစုကြားကအကြီးရင်ကျင်းမှုပုံတွေရေးနဲ့ဘာသာရေးဘဝကိုထင်ဟပြတ်တာပေးခဲ့ပါတယ်။ 2013ခုနှစ်မှာသုတေသနအဖွဲ့ကဟီရာကလီယွန်ရဲ့ရေအောက်မှာအလျား5မီတာရှိတဲ့ဖာရိုဘရင်ရဲ့ကြောက်ရွံ့ထုတစ်ခုကိုတွေ့ရှိခဲ့ပြီးဒီမျိုးရဲ့သမိုင်းကိုပုံမဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်2009ခုနှစ်ကရေအောက်မှာဖျားကြောင်းတစ်ခုရဲ့အကျဉ်းကျန်နဲ့တင်မော60ကျော်ရဲ့အကျဉ်းကျန်တွေကိုတွေ့ရှိခဲ့ပြီးဒီမျိုးဟာရှေးခေတ်ကမ္ဘာရဲ့အကြီးအကဲကုန်သွယ်ရေးဗဟိုဌာနတစ်ခုဖြစ်ခဲ့တယ်လို့သက်သေပြခဲ့ပါတယ်ဟီရာကလီယွန်ကို UNESCO ကမ္ဘာအငွေနှစ်နေရာအဖြစ်သတ်မှတ်ရန်အဆိုပြုထားပြီးဒီမျိုးရဲ့လူဝတ်ချက်တွေကိုဖော်ထုတ်ဖို့သုတေသနတွေဆက်လက်လှုပ်ဆောင်နေပါတယ်။ Heraclion ဟာရှေးခေတ်အီဂျစ်ယဉ်ကျေးမှုရဲ့အံ့ဖွယ်သက်တေတစ်ခုဖြစ်ပြီးဒီမျိုးရဲ့သမိုင်းဟာသမုဒ္ဒရာရဲ့ရေအောက်မှာထာဝရတည်ရှိနေသေးပါဒီလိုကမ္ဘာပေါ်ကအံ့ဖွယ်အကောင်းဆုံးရေအောက်မြို့တော်တွေဟာသမိုင်းရဲ့အငွေနှစ်တွေကိုထိန်းသိမ်းထားရုံသာမကလူသားတွေရဲ့စူးစမ်းလိုစိတ်နဲ့ စိတ်ကူးရင်အိမ်မက်တွေကိုလှုံ့ဆော်ပေးနေသေးပါအက်တလန်တိတ်ရဲ့ဒန်နာယီဆန်နဲ့လျှို့ဝှက်ချက်တွေဒွာယဝရီရဲ့ဝိညာဉ်ရေးဆိုင်ရာအမွေနှစ်တွေပေါ့ဘရိုင်ရဲ့ပင်လယ်ရမ်းမြသမိုင်းလိုနာဂူနီရဲ့စမ်းကြဲတဲ့ဖွဲ့စည်းမှုတွေနဲ့ဟီရာကလီယွန်ရဲ့ရှေးခေတ်အီဂျစ်ကြီးမြတ်မှုတွေဟာအမုတ်တရားရဲ့ရေအောက်မှာပုံးကွယ်နေတဲ့ဒန်နာယီဆန်နဲ့ဇလန်းတွေပါဒီမျိုးတွေရဲ့လျှို့ဝှက်ချက်တွေကိုဆက်လက်ဖော်ထုတ်ဖို့သိပ္ပံပညာရှင်တွေနဲ့စူးစမ်းသူတွေကဆက်လက်စူးစမ်းနေကြပါတယ် ဒီအောက်မြို့တော်တွေနဲ့ပတ်သက်ပြီးကွန်မန့်မှာတင့်အတွေးအမြင်တွေကိုလည်းပြောပြပေးပါအောင်နော်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပြီး subscribe လုပ်ဖို့မမေ့နဲ့နော်နောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်ရှင့်